ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်အတွင်းရှိတိုက်ကြီးမွေမြူရေစုံအတွင်းရေလုံလောက်စွာအသုံးပြုနိုင်ရန်နှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာများလေယာဉ်မြေများရေကြီးနှင်းမြုပ်မှုမှကာဝယ်နိုင်ရန်ရည်ရွယ်ပြီးကြားချောင်းကျေးရွာအနီးမှာတနက်ချောင်းပိတ်ရေလောင်တမန်ကိုတိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ဥဆောင်လမ်းညွှန်မှုဖြင့်ဆယ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးမှာတာဝန်ယူတည်ဆောက်ခဲ့ပါတယ်။အဆိုပါရေလောင်တမန်ဖွံ့ဖွဲ့အခမ်းအနားကို280ပြည့်တက်မတော်နေ့ကိုဂုံပြုကြိုးဆိုသောအပြင်မတ်လ9ရက်နေ့ကအကျင်းပပြုလုပ်ခဲ့ ခဲ့ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။တရင်ပြေဆောင်ကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။စိုက်ပျိုးရေးနေမွေးမြူရေးလုပ်ငန်းများအတွေ့အ धिक လိုအပ်တဲ့ရေကို ဖြည့်ဆည်းပေးနိုင်ရန်တိုက်ကြီးခရိုင်ကြားချောင်းကြီးရွာအနီးတနက်ချောင်းပေါ်တွင်မွေးမြူရေးဆောင်အတွေ့ ချောင်းပိတ်တမန်တိဆောက်ခဲ့ခြင်းကိုဆယ်မျောင်းနှစ်ရေအုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူကအခုလိုပြောပါတယ်။တမန်ကတော့မြေသားတမန်အမျိုးအစားပါဗျာ။တမန်အမြင့်38ပေရှိပြီးတော့စီမံကိန်းကာလကတော့ကျွန်တော်တို့လေးလလောက်နဲ့ကျွန်တော်တို့လေးလလေးလခွဲလောက်ပဲအဲ့လောက်ပဲကြာခဲ့ပါဗျာ။ဒီတမန်ကကျွန်တော်တို့ထိုက်ပြိုးရေးအပြင်ကိုပေါ့နော် မွေးမြူရေးအတွက်အဓိကအယူရပြီးတော့တိဆောက်ခဲ့တာပေါ့ဒီမွေးမြူစုံမှာဟိုကျွဲနွားစိတ်တိုးပေါ့နော်အမျိုးအမွေတိုင်းမှာကျွဲတွေနွားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမြက်တိတ်ဆန်စားစားတအားလိုပါတယ်ဗျအနေပြာမညာရလိုမျိုးစိုက်မယ်ဆိုရင်ကျွန်တော်တို့ရေလွှဲချက်ကြီးမှာပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကမွေးမြူစုံရေပေးဖို့အတွက်လုပ်ခဲ့တာပါဗျ အခုလက်ရှိတိုက်ကြီးခရိုင်မွေးမြူရေးဆောင်မှာကုမ္ပဏီပေါင်း46ခုဖြင့်စတင်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိနေရာ နေပြည်တော်မြက်အစရှိတဲ့တိရစ္ဆာန်အစားအစာပင်များစိုက်ပျိုးမှုအတွေ့ရေလုံလောက်စွာရရှိတော့မှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ကတော့ရေကိုတွင်းရေတူးပြီးတော့အသုံးပြုရတယ်ပေါ့ရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲကနေပြီးတော့ဒီရေလောင်တမန်ကိုဆောက်လုပ်ပေးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာရေအတွက်ကို အများကြီးလုံလောက်မှုရှိပြီးတော့အဆင်ပြေလွယ်ကူချောမွေ့ပါကျွန်တော်တို့ဒီကနေပြီးတော့မှဟိုအသားထုတ်လို့မှုစနစ်တရားစအစင်းစက်ထုတ်ပိုးနိုင်တဲ့အစင်းဈေးကွက်ထဲကိုထုတ်ပိုးနိုင်တဲ့အစင်းထီကိုထုတ်လို့ဖို့အတွက်ဒီဇုံကြီးမှာရတာပါတယ်ကျွန်တော်တို့ဆိုရင်အခုလူသောင်းတော်မွေးမြူရေးလုပ်ငန်းကနေပြီးတော့နွားနုတဲ့ဒိန်ငင်တွေကိုထုတ်လို့ရောင်းချနေပြီဖြစ်ပါတယ်ဟိုတရိတ်ဆန်အစားအစာအတွက်မြက်ဒီစိုက်ပြူတဲ့နေရာမှာလည်းရေကိုတေချာလုံလောက်စွာရရှိနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ထွန်းမှုအားလည်းကောင်းပါတယ်ခင်ဗျဒီတမန်မဆောက်ခင်ပေါ့နော်ဒီကိုဝီစီတွင်းနေရတယ်ရှူလေးတွေကို ဘူဒူဒါပိတ်ပြီးတော့ဖြစ်ဖြစ်ရအောင်။နောက်ရေကားတွေနဲ့သွားတည်ရတယ်ဗျ။ကုန်းမြင့်တောင်ကုန်းလေးတွေပေါ့နော်။အဲ့မှာကျွန်တော်တို့ဆယ်ဆောက်တယ်။အဲ့တော့တချို့နေရာရဲ့ခြံွက်တွေကမြင့်တယ်။ခြံွက်မြင့်တဲ့အခါကျတော့ကျွန်တော်တို့ကအခုကဘလူးဘလူးထပ်ပြီးတော့အဲစီမံထားလဲဆိုတော့ကျွန်တော်တို့ကအဲဂါလန်1000ဆန်ရေစင်နှစ်ခုလုပ်မယ်။အဲဂါလန်1000ရေစင်နှစ်ခုကိုဆိုလာစနစ်နဲ့ရေတင်ပြီးတော့အဲ့အနေမှာကျွန်တော်တို့ဒီအေကာ2000မှာရှိတယ်။အဲကုမ္ပဏီ46ခုပေါ့နော်။ခြံရှိအရောက်ရေပေးသွားဖို့အတွက်ဆက်လက်ဆောင်ရွက်လည်းရှိပါရဲ့ဗျ။အဲ့ဒါလည်းဒီနှစ် ဒီနေ့မက်ရှလာဘတ်ဂျက်အကုန်လုံးမှာပြီးစီးပါမယ်ဗျအလောက်တာကတော့ကျွန်တော်တို့ရန်ကုန်မြို့တော်စီဝင်တိုင်းကကော်မတီရင်းနှီးတန်ရှင်မှုဌာနလည်းပါတယ်ကျွန်တော်တို့ဟိုရေရေရင်းမြစ်အတုံးချရေဦးစီးဌာနလည်းပါပါတယ်ဗျနောက်ကျွန်တော်တို့၁၀မြောင်းလည်းပါပါတယ်၃၃ဌာနပေါင်းပြီးတော့ကော်မတီ46ခုအဲဒီမှာလောက်ွက်တွေကိုရေးပေးနိုင်မှုအတွက်ကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဗျတနက်ချောင်းပိတ်ရေလောင်တမဲဟာမြေသားတမဲအမျိုးအစားဖြစ်ကပင်မတမဲအလျာ2000ပီကံရေပြည့်ရေပြည့်ကျဲဧရိယာ220ဧက ကံရေပြည့်ရေလောင်ပမာဏ1925ဧကဘီတူလောင်နိုင်တဲ့ရေလောင်တမန်တစ်ခုဖြစ်ပြီးငွေမြူရေးဆောင်ရေရရှိရေးနဲ့စိုက်ပျိုးရေရရှိရေးရေကြီးညင်မြုပ်မှုမှကာကွယ်နိုင်ရေးတို့အတွက်အထောက်အကူပြုတဲ့ရေလောင်တမန်ဖြစ်တယ်လို့သိရပါဗျ။